တဏ္ဍကုံရဲ့အရှိန်အဝါကိုချဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာတော့ဆိုအညာနာနားမလဲတာဟာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရဲမယုံတယုံနဲ့ကိုယ်ဝယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားရွဲ့တဲ့အတွေ့အကြုံအမြင်တွေနဲ့ကိုယ်ဝယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတဏ္ဍကုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့် အတိညာလည်းရှိရမယ်။တန်တရားလည်းခင်းရမယ်။မှန်ကန်တဲ့ညာအမြင်နဲ့ဖြစ်ဆုံးရမယ်။မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ။အဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှပြတ်တတ်တယ်လဲ။တရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလား။နတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူး။အဲ့တော့ရှိခိုးတယ်ဆိုတဲ့နေရာမှာကိုယ်ကိုယ်လို့ရှိခိုးတာလားသို့မဟုတ်ကြောက်လို့ရှိခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့။ ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှ िख ိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နေရှ िख ိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လည်းရှိတယ်ပေါ့ အပြစ်လည်းရှိတယ်လို့ဒီလိုဆိုတယ်။ဟောအဲတရဏဂုံကဘယ်အချိန်မှပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရမသာဝင်နေတရဏဂုံတော့စောက်တိထားတယ်အသက်ရှိတယ်။သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ။အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာဟုတ်။ဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံတန်ခါကုံသိနိုင်တဲ့စိတ်မှရှိမှဖြစ်ရော။တရဏဂမနာဆိုတဲ့စိတ်ကပ်မရှိတော့မရှိသည့်အတွက်ကြောင့်သိလို့ရှိရင်တရဏဂုံပြတ်တယ် ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်းနေတင်းနေဆိုရဲအယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုတိုးတော့တေတဲ့အပေါ်မှာလူတွေကောင်ကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူစောင့်တည်ထားတဲ့တရဏဂုံဟာသူတည်သွားရင်ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့လေအဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တင်တာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရတဲ့ပုဂ္ဂိုလ်တွေကတရဏဂုံစောင့်တည်တယ်ငါးပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရအဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောဟာအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသေးတဲ့အတွက်ကြောင့်မကောင်းချိုးကိုမပေးနိုင်ခொနာကမကောင်းချိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်ဒီလိုပြော